တင်ဆိုရင်သပင်တုစားရဲပါမလားဒါကတော့အမေရိကန်လူမျိုးများစုမစားရဲတဲ့အစားအစာပါပဲဒါကတော့သပင်နဲ့တူပါတယ်ယုံကျင်မှလဲယုံမှပါဒါကတော့တရုတ်နိုင်ငံမှာအရန်တန်ဖို့ရှိလို့ကာကွယ်ထိန်းသိမ်းထားတဲ့မျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်ဒါကိုဖက်ချွိုင်းလို့ခေါ်ပြီးတော့တင်ရင်ကတခါမှကြားဘူးလိမ့်မှာမဟုတ်ပါဘူးဖက်ချွိုင်းဟာသပင်နဲ့တူတဲ့ရေမော်တစ်မျိုးဖြစ်ပါတယ်သိပ္ပံအမည်ကတော့ Nostalgia Flagellum လို့ခေါ်ပါတယ်ကန်ယိုရန်ဒေတာအနီးတစ်ဝိုက်မှာတွေ့ရလေးရှိပါတယ် မိုးရေရရှိတဲ့အခါမှသာအပင်ပြန်လဲရှင်တန်ပြန့်ပွားပါတယ်ဒီလိုတမှုထူးခြားတဲ့သဘာဝရှိလို့သူ့ကိုရုခတေးရဝန်းကပြန်လဲရှင်တန်ထမြောက်နိုင်တော့အပင်လို့တင်စားခေါ်ကြပါတယ်သူ့ရောင်ကအမဲရောင်ဒါမှမဟုတ်အညိုရင်ရောင်ရှိပြီးချုံးမွေရှည်လျားတဲ့မျက်နှာပြင်ရှိပါတယ်လူရဲ့ဇပင်ဒါမှမဟုတ်မြင်းကြီးနဲ့တော်တော်တူပါတယ်အချောင်းလန်းလိုက်ရင်သူဟာနူးညံ့ပြီးလိန်ကောက်သွားပါတယ်။မာပြီးကျုဆက်ဆက်နေပါတယ်။ရေစိန်လိုက်ရင်တော့ရေမော်ရေညှိတွေလိုတစ်ခါပြန်နူးညံ့သွားပြီးပြန်ကားသွားပါတယ်။ သူဟာရှုပ်ထွေးနေတဲ့သဘင်လိုအဆုတ်လိုက်ထွေးလိုက်ပေါက်ပါတယ်။သူ့ကိုကြည့်ရတာတော့အနှဲငယ်ကြောက်စရာကောင်းပေမဲ့သူ့ရဲ့အာဟာရတန်ဖိုးဟာနှစ်တိုက်တို့ဂျင်စင်းတို့ကိုတာလွန်သွားပါတယ်။အမေရိကန်တရားဂိုင်းနှုံးလောက်သာဖက်ချိုင်းကိုစားပူးကြပြီးသူ့ကိုကူးဆွချင်းကို အထူးတားမြစ်ထားပါတယ်။သူဟာအပင်ပေါက်နေတဲ့အပင်တမျိုးဖြစ်ပြီးတော့ရေဟာစနစ်အတွက်အလွန်တန်ဖိုးမြင့်မားတဲ့အပင်တမျိုးဖြစ်လို့ပါပဲ။ဒါကြောင့်ဈေးကွက်မှာတွေ့နေရတဲ့ဖက်ချွိုင်းတွေဟာမွေးမြူထားတဲ့အပင်ဒါမှမဟုတ်တခြားရေမောတူတွေများပါတယ်။